ဖန်မင်းဒီစိမင်းစင်ဆိုတာဘလိုမျိုးလဲကဲကြည့်လိုက်ကြရအောင်ဟိုင်းအားလုံးပဲမင်္ဂလာပါဝီဒီနေ့ပြပြမှာလည်းကကြတော့ဖန်မင်းဒီစိမင်းစင်လည်းဖြစ်ပါတယ်ဒီဟာကလေးကကြတော့ MBD ကုမ္ပဏီကထုတ်တဲ့မင်း မီးရင်စင်လေးဖြစ်ပါတယ်ပေါ့နော်ဖန်မီးရင်တစ်စိတ်ဖြစ်ပါတယ်သူကကျတော့ PPC နဲ့ဘာကွာလဲဆိုရင် PPC တစ်စိတ်ကကျတော့မီးရင်ဟာအဆင်ကြီးအဆင်ကျဲလာတယ်လုံးဝအောင်နာမင်းမပါဘူးဒါကဘိုးသူထံအနေနဲ့ဝီပြောပြပေးတာပါဒီဖန်မီးရင်တစ်စိတ်ကကျတော့ MAD ကုမ္ပဏီအထုတ်တယ်မီးရင်စင်လို့ဘာလို့ပြောလဲဆိုရင်အဆင်ကြီးအဆင်ကျဲမှုလို့ဟိုတိတာထန်တာမြင်တာအောင်လို့မီးရင်စင်လို့ပြောတယ်ဒါပေမဲ့သူကတခုရှိရဲ့သူ့ရဲ့ထူခြားချက်ကအောင်နာအမိတ်လေးပါပါတယ်အောင်နာမိတ်လေးမှာဆိုလို့ရှင်လဲနည်းနည်း အကြီးလေးလည်းပါသလိုအသေးလေးလည်းပါတယ်နော်အောင်နာမိတ်တွေအကုန်လုံးကအကြီးအသေးမျှပြီးတော့ပါတယ်ဒစီးမှာဆိုလို့ရှိရင်အစင်ဆုံးအယောင်ဆုံး20စီးသူကပကင်စီးနဲ့လာတာဖြစ်ပါတယ်အစင်လေးတွေကအရန်လှတယ်အယောင်လေးတွေလည်းဆိုတယ်လုံးဝရေမယုံစေးခိုင်တမှုချီသားဆက်ဆက်ဖြစ်ပါတယ်ကုမ္ပဏီတိုက်ရိုက်ဖြစ်တယ်နော်ဝီရအမြဲတမ်းဗီဒီယိုဖိုင်တွေမှာပါလို့ကုမ္ပဏီတိုက်ရိုက်ထည့်ပြီးတော့ပြောလဲဆိုလို့ရှိရင်ဝီတို့ကလုံးဝကြားခံမရှိပါဘူးအဲ့အတွက်ကြောင့်မလို့အဲဈေးနှုန်းရောဟိုပစ္စည်း quality ရောလုံးဝစိတ်ချလို့ရပါတယ်ရှင် ခုနောက်ပိုင်းနေဦးကြီးတောက်လျှောက်မြင်နေရတာဟိုတမှုတယ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ခုနောက်ပိုင်းမြင်နေရတာတွေကတပေါင်းကျော်လေးနဲ့မီးရင်အစစ်ရမယ်ခြိသားစစ်စစ်ရမယ်ဒါမျိုးတွေကိုတပေါင်းကျော်နဲ့မီးရင်စစ်စစ်ခြိသားစစ်စစ် no လုံးဝမဖြစ်နိုင်ဘူးเนาะအဲ့တော့ဦးကြီးပြောချင်တာကတမှုတယ်စစ်စစ်ရောင်းတဲ့ page တွေမှာပဲဝယ်တဲ့နဲ့တကယ်ကိုအာမခံတဲ့ page တွေရှိတယ်နှစပြန်ရုံမယ်ဆိုတဲ့ page တွေဝီအပါဝင်အများကြီးရှိတယ် online ပေါ်မှာလीအဲ့ဒါလေးတွေကိုတေချာကြည့်ပြီးတော့ပေးရတဲ့ဈေးနဲ့တန်နဲ့တမှုတယ်စစ်စစ်ရမယ် quality ပြန်ရမယ်အဲ page တွေအများကြီးရှိတယ်အဲ့ဒီ page တွေမှာပဲဝယ်ပါလို့ဝီရာတိုက်တော့ပါတယ်ဝီစီမာတဲ့ဝယ်မှမဟုတ်ဘူးเนาะတမူးတွေစစ်စစ်ရောင်းတဲ့ page တွေအများကြီးရှိတယ်အဲ့ဒီမှာပဲဝယ်လို့ရတယ်အဲ့တော့ကြောင့်မလို့တမူးကလာတဲ့အထည်တွေကတပေါင်းကြော်နဲ့ရတယ်ဆိုတာကဂျက်ကားတို့ဇီကွတ်တို့ဖြစ်တဲ့ဟိုအလဲလက်တန်းစားအထည်လေးတွေကလွှဲပြီးတော့မီးအိမ်တို့လှဲပိန်းတို့ ဟိုတမှုအမြင်လိုင်းတို့ဘတော့မှတပေါင်းချော်နဲ့မရဘူးเนาะအဲ့ဒါလေးကိုတော့သတိထားစေခြင်းနဲ့ဟိုဂျင်းမမိစေနဲ့ပေါ့ကွာဒီလားเนาะဂျင်းမမိစေခြင်းဟိုတမှုတွေဆစ်ဆစ်ဆိုတဲ့အရာခြိစားဆစ်ဆစ်ဖြစ်ပြီးတော့အိန္ဒိယကလာတာလေအဲ့လောက်ဈေးမပေါ်ဘူးလေเนาะ ဝိရာပြောတာဘသူသူမှထိခိုက်လို့ပြီးပြောတာမဟုတ်ပါဘူးပေးရတဲ့ဈေးနဲ့တန်တဲ့ quality ကိုပြန်ရစေခြင်းနဲ့တမှုတဲ့ဆစ်စစ်ကိုဝတ်စေခြင်းနဲ့စေတနာခြိသားဆစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကိုမြန်မာပြည်ရဲ့ရာသီဥတုနဲ့ကိုက်ညီတဲ့လူကြီးသူလူကြီးတွေနဲ့လည်းအဆင်ပြေတာမို့လို့ဝိရာအမုန်းခံပြောပေးတာပါနော်နောက်ထပ်ဗီဒီယိုဖိုင်ဒီမှာလည်းပြန်တွေ့ပါမယ်ရှင်ဒါကတော့ဝိရဲ့ဆိုင်လေးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်ဒီမှာပြန်တွေ့မယ်ည၈နာရီတိုင်းကိုဝိရာဗီဒီယိုဖိုင်လေးတင်နိုင်အောင်ကြိုးစားနေပါတယ် တော်တာ see you bye bye ဝီရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရသေးဘူးဆိုလည်း subscribe လေးလုပ်ပေးတော့လို့ရပါတယ်ရှင်